မြန်မာနိုင်ငံအလုံသမားတမကများအဖွဲ့ချုပ်ကဦးဆောင်ပြီးမေဒီနီအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်အမှတ်6ရပ်ကွက်ရှိအောင်မြေသာယာဘောလုံးကွင်းမှာမေလ10ရက်နေ့နနက်8နာရီကနေညနေ6နာရီထိကျင်းပခဲ့ရာအလုံသမားယာနဲ့ချီပြီးတက်ရောက်ခဲ့ပါတယ်အဆိုပါမေဒီနီအခမ်းအနားကိုအလုတ်သမားအလုတ်ကိုင်းနဲ့လူမှုပူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထင်အောင်အပါအဝင်တမရာယုံဝန်ကြီးဦးအောင်မင်းမြန်မာပြည်စင်တာမှတာဝန်ရှိသူမျှ အပြည့်ပြည့်ဆိုင်ရာအလုံသမားများတမကအဖွဲ့ချုပ်အလုံသမားများနဲ့အရက်ဘက်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက်လာတဲ့အလုသမားအလုတ်ကိုင်းနဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထင်အောင်ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။အဆိုပါမိန့်ခွန်းမှာမေလတရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအလုသမားနဲ့မေဒင်းနေ့မှာအလုမပိတ်တဲ့စက်ရုံအလုယုံတွေရှိနေသေးတဲ့အတွက်အလုသမားတို့အတွက်အရေးကြီးရဲ့မေဒင်းနေ့ကိုအလုပိတ်သင့်ပြီးလာမယ့်နှစ်တွေမှာမေဒင်းနေ့အပါအဝင်အခြားနေလူနေမြတ်တွေမှာအလုသမားတို့အတွက်အလုပိတ်ပေးရေးကိုကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ မေဒင်းနေအခမ်းအနားကိုကျင်းပရတာဟာအလုသမားတွေအနေနဲ့မေဒင်းနေဖြစ်ပေါ်လာပုံတမိုင်းချောင်းကိုသိရှိစေဖို့အထွေထွေဘဟုသုတတိုးပွားလာစေဖို့နဲ့တစ်နှစ်ပတ်လုံးပုံမှန်အလုပိတ်ရမရှိဘဲအလုလုကင်ခဲ့ရတဲ့အတွက်စိတ်ဖိစီးမှုတွေရှိနေတဲ့အလုသမားတွေကိုစိတ်ပေါ်ပါစေဖို့ရှိရပြီးကျင်းပရတာဖြစ်တယ်လို့မြန်မာနိုင်ငံအလုသမားသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူတဦးကပြောပါတယ်။ 1886ခုနှစ်ကအမေရိကန်ချီကာဂိုမှာဖြစ်ပွားခဲ့တဲ့အလုသမားအရေးခင်မှာတနေ့အလုချိန်၈နာရီသတ်မှတ်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်မြန်မာနိုင်ငံမှာတော့ဒီနေ့အချိန်ထိတနေ့အတွက်သတ်မှတ်ထားတဲ့အလုချိန်၈နာရီထက်ကျော်လွန်ကအလုလုကင်နေကြရဆဲဖြစ်တယ်လို့သိရပါဗျ။